ဒီအခုနပြောလူတွေက extremely sinful ပရောဖက်ပြောတဲ့စကားလုံးကအင်မတန်တန်ဖိုးရှိတယ်။ people are extremely sinful လူတယောက်ကိုရိုက်ဖို့ဆိုတာလဲသူတို့မကြောက်ဘူး။တတ်ဖို့ဆိုတာလဲမကြောက်ဘူး။နော်အဖြူကိုအမဲပြောဖို့လဲမကြောက်ဘူး။အမဲကိုအဖြူပြောဖို့လူတယောက်ကိုနာမည်ဖျက်ဖို့လဲမကြောက်ဘူး။နော် everything is okay ။အင်္ဂလိပ်ယူက။နော် it's a sinful extremely sinful ကလေးယုတ်မှာလူတွေအားလုံးဟာနော်တော်တော်ကိုနော်ဒီအကုသိုလ်ကိုကြိုက်လာကြတာ they love it နော် they love it အကုသိုလ်လုပ်ရမှာအရသာရှိလာတာကလေးယုတ်မှာကြောက်ရရကောင်းလာနော် people doing the sinful activities လူတွေကအကုသိုလ်လုပ်နေကြတယ်မလားသူတို့အဲ့ဒါကိုနှစ်သက်လာတာထဲထဲကနော်နှစ်သက်လာတာ เนาะไอ้ถ้ามาจောက်ตาแล้วไม่ရှိတော့ဘူးเนาะဟိုအာကုတုဆိုတာကြောက်ရမယ်ဆိုတာလည်းမရှိတော့ဘူးဒါဟာငါတို့ငါ့ကိုမနှက်ဖန်ပြန်ပြီးတော့ကံကံရဲ့အကျိုးမှာဒုက္ခပေးမယ်တန်တရားမှာလဲမယ်ဆိုတော့ဘာအကြောက်တဲ့မှမရှိတော့ဘူးအဲ့လောက်ကြောက်စရာကောင်းတဲ့ခေ extremely sinful and bad သူတွေအားလုံးကဘာဖြစ်သွားလဲတော်တော့ကိုဆိုးသွားကြပြီဟာ तू อ่ะ ဒီကလယူကမှာရှိတဲ့အနေအထားကဘာလဲဆိုရင် no whatever you do it's okay ခင်ဗျာကြိုက်တာလို့ no if you no if you feel it if you feel good just do it ဒါကလယူကမန္တရပဲမင်းခံစားလို့ကောင်းရင်မင်းလုပ်လိုက်နော်ဆိုတော့လူတွေအားလုံးဟာအဲ့ဒီအနောက်ကိုလိုက်နေကြတဲ့အခါကျတော့ဒါဒါကလယူကမှာအခုဘယ်လောက်ရှိလဲနှစ်ပေါင်း၄သိန်းနဲ့၃,၂၀၀ရှိတာ အခုဘယ်တော့ပဲကုန်သေးလဲငါးထောင်ပဲကုန်သေးတယ်။နော်ဒီကြားထဲမှာနော်ဒီဖျားရှင်ရဲ့ဒီ Hari Krishna movement ပေါ့ပရောပတ်ဒီမှာတုံးတာလေ Hari Krishna movement Hari Krishna အသင်းကြီးဟာနော်အဲ့ဒီ चैतन्य महाप्रभु ကဒီ हरि कृष्ण လှုပ်ရှားမှုကြီးကိုတည်ထောင်ခဲ့တာဖြစ်တယ် နော်ဇီလာပရုပ္ပါဒ်ဆိုလို့ပြောတယ်ဒီ iscon ဆိုတာတကယ်တမ်းပြောရင်ဘသူရဲ့ movement လဲဆိုရင်ခြေတနေမဟာပရုရဲ့ movement နော်အဲ့တော့ which is non different from krishna နော်ဒီအသင်းကြီးဟာအပြည့်ပြဆိုင် krishna အနုဒရီအသင်းကြီးဒီ iscon ဟာဘဂဝန်ရှိ krishna နဲ့ထပ်တူထားများဖြစ်တယ်ဒီအသင်းဟာ krishna ကိုကိုးစားပြုတယ် ဘုရားရှင်ရှိခရစ်စတန်နဲ့ခွဲလို့မရဘူးတဲ့ဒီအသင်းဘာလို့လဲဘုရားရှင်ရှိခရစ်စတန်စီရောက်အောင်ပို့ပေးမယ့်အသင်းဖြစ်တယ်နော်ကလိယုဂရဲ့ကြီးမားတဲ့ဒီအာကုသူတွေကိုနော်ဒီအာကုသူတွေကြီးမားတဲ့နှွားမှုမှုတွေကို ကာကွယ်ပေးမယ့်အသင်းဖြစ်တယ်ဒီ is concert အသင်းဟာနော်ဆိုတော့အဆူရီဘောက်ရှိတဲ့လူတွေပေါ့ဘလူးစိတ်ရှိတဲ့လူတွေက is con လို့ပြောတာနဲ့သူကစိတ်ထဲမှာမုန်တီးခြင်းဖြစ်လာမှာသူက ဒါဒါထုံးစားမယ်ဟာဟရိကရှ ణా လို့ပြောရင်လည်းမုန်းတီးတဲ့လူရှိတယ်နော်ဟရိကရှ ణా လို့ပြောလိုက်ရင်အာဘာဟရိကရှ ణా လဲဒီဟရိကရှ ణా လဲနော်တအားအဆွန်ရောက်တယ်မယ်နော်အဲ့လိုပြောတဲ့လူတွေရှိတယ်။ဘာလို့လဲဆိုရင်ဟရိကရှ ణా လှုပ်ရှားမှုပြုဘတ်ဒါကြောင့်ပြောတယ်ဟရိကရှ ణా movement is identical with krishna. No, not different from not different from krishna. If one associates with this movement, he directly associates with the Supreme Personality of Godhead. ဒီအသင်းနဲ့ထိတွေ့တဲ့သူတယောက်ဥမာလူတယောက်ကဒီအသင်းကလူတယောက်ကနေပြီးတော့မှအိမ်တိမ်ဟိုသွားတယ်ဆိုပါစို့ဆိုရင်အဲ့ဒီအိမ်ကိုဘသူရောက်လာလဲဘုရားဘုရားရှင်ရှီခရစ်စတန်ရဲ့ကိုယ်စားလှယ်ရောက်လာတဲ့တူတယ်ဒါကဟာကလိယုဂရဲ့လွှမ်းမိုးမှုဟာတအားများတယ နော်လူတွေက လူဆိုးကိုကိုးကွယ်မယ်လူတွေကလူကောင်းကိုအပုတ်ချမယ်ဒါကလေးပြောင်းပြန်ဖြစ်နေတဲ့ကိစ္စလေနော်ဟိုကိုဂျိုးရှာမဲ့လူကနော်လူတွေကိုဥဆောင်မယ်လို့ပြောမယ်တကယ်အများအကျိုးဆောင်တဲ့လူကဘာမှလုပ်လို့မရဘူးဖြစ်လာမယ်ဒါကလေးယုတ်ရဲ့လက္ခဏာတွေဒါကလေးယုတ်မှာဒါတွေပဲဖြစ်လာမှာနော်ပရောဖက်ကပြောထားတယ်ကလေးယုတ်မှာ blind leading the blind နော်မျက်မမြင်က မျက်မမြင်တဲ့လူတွေကိုဘာလုပ်မလဲလမ်းပြလိုက်မယ်နော်ကိုကိုယ်တိုင်ကမမြင်ဘူးကိုကိုယ်တိုင်တရားမရှိတဲ့သူကသူများကိုတရားပြရင်ပြတဲ့လူကတော့တယ်လို့ညော်တော့ဘာလုပ်မလဲကြောက်ထဲကြမှာနော်မျက်မြင်များမျက်မြင်ကိုလမ်းပြရဲကြောက်ထဲကြဆိုတော့ဒီကလိယုဂမှာဒီကရစ္စနာအနုဒရီအသင်းကြီးဟာ iskon ဟာအမတန်အရေးကြီးတဲ့အခန်းကဏ္ဍကနေသူရှိနေတယ် iskon ကလူတွေကိုဘာပြောနေလဲနော်အကုသို့မလုပ်ဖို့ပြောနေတာသူကတခြားဘာမှမပြောနေဘူး နော်ကိုကိုကယ်ဖို့နော်ဒါဘသူပြောတဲ့စကားလဲဘုရားရှင်ပြောတဲ့စကားပဲနော်တော့ iskon နဲ့ထိတွေ့တဲ့သူ iskon မှာပါဝင်တဲ့သူ iskon ဆိုတဲ့ဒီအပြည့်အစုံခရစ်တန်အနုဒရီအသင်းကြီးကိုကူညီတဲ့သူတွေအားလုံးဟာနော်နှလုံးအေးချမ်းစွာနဲ့ဒါတာဓုခေါ်ရမှာဘုရားလို့ပြောမှဆိုရင်နော်ဒါတအားကောင်းတဲ့ကိစ္စငါတို့လုပ်နေတာပဲပေါ့နော်ဒါကိုသူနှလုံးသွင်းရမှာဘာလို့လဲရှင်လာပရုဖတ်ကဒီတိုင်းအယံကာရောပြောတာမဟုတ်ဘူးဒါက this is non-different from Krishna. This Hare Krishna movement is non-different from Krishna. ဒါတော့ဒီဒီအသိဉာဏ်ကိုတီထောင်ဖို့ဒီအသိဉာဏ်ကိုလူတွေကြားရရောက်ဖို့ဆိုတာလွယ်လွယ်ကူကူတော့ရောက်မှာမဟုတ်ဘူး။ Now this is very difficult. Now ဒီတခြားအသိအဖွဲ့အစည်းတွေပါညာဘာသာရေးအဖွဲ့အစည်းလူမှုရေးအဖွဲ့အစည်းဒါတော့ဝင်ရတာလွယ်တယ်။သူမှ အသင်းဝင်တယောက်ဖြစ်ဖို့ဆိုတာလက်မှတ်ထိုးလိုက်ရင်နော်နည်းနည်းပါ face ပြလိုက်ရင်ပြီးသွားပြီဒီ pro ဘုရားရှင်နဲ့ထတ်တူထမြားဖြစ်တယ်ဆိုတော့ဘုရားရှင်ကိုစားပြုတယ်ဆိုတော့အသင်းကြီးတဲ့ကိုဒီဥမာ iscon တဲ့ဝင်ဖို့ဆိုရင် तू ကဟာ number 1 तू စီကနေလိုက်ရတယ် it's like no you have to follow this principle ဟိုငါမစားရဘူးကျုပ်မစားရဘူး နော်လဖေးရေမတောက်ရဘူးကော်ဖီမတောက်ရဘူးကြက်သွန်ယူမစားရဘူးကြက်သွန်နေမစားရဘူးနော်အစားတောက်ကိစ္စမှဆိုကြည့်လိုက်ဘလောက်ကြည့် restriction များသွားပြီလေနော်လူတွေအဲ့ဒီအစားတောက်ကိစ္စတော့မတော်ရုံတောင်ကဒီဟာကို तू ကနော်အတတ်တတ်တော့မှန်တော့ဗောဗျာကြက်သွန်ယူကြက်သွန်နေမစားဘူးဆိုတော့ဘာသွားစားတော့မှာလဲဗောဘယ်မှာဝယ်စားလို့ရတော့မှာလဲနော်အဲ့တော့ system ကဘာလို့လဲဝယ်မစားဘူးလောက်ထားတဲ့ system လေကြမ်းပြောရင် နော်ချက်ပြီးတော့မှဘုရားရှင်ကိုစွန်းတော်ကပ်ပြီးမှအဲ့ဒီစွန်းတော်ကြဘောဇင်မြတ်ကို စားပါဆိုတဲ့ system ဒါကအလုပ်ထားတာပဲနော်ဘာလို့လဲဆိုရင်ခရစ်စတန်ဥဒ္ဓိကျင့်စဉ်အရာအစားအသောက်နဲ့အတွေးအခေါ်နဲ့အနုဒ္ဓိနေရာတိုက်ရိုက်ဆက်ဆံနေတယ်သူကချက်ပေးတဲ့လူရဲ့စေရနာပေါ့ချက်ပေးတဲ့လူရဲ့ဘာလို့ခေါ်လဲပေါ့ချက်ပေးတဲ့သူရဲ့ စိတ်ထဲကဖြစ်ပေါ်လာတဲ့လှိုင်းဟာသူချက်တဲ့အရာဝတ္ထုပေါ်မှာတွားပြီးတည်ရောက်မှုရှိတယ်။ဒါဝိရကျန်နေရပြောတာ။ဟင်းစိတ်တူနေတဲ့လူရောချက်ကျွင်းရင်စားတဲ့လူကနေမကောင်းဖြစ်သွားနိုင်တယ်သူက။နော်ကောင်းကောင်းနဲ့စေတနာကောင်းကောင်းနဲ့ချက်ကျွေးချက်တွေးလိုက်တဲ့အစားတကူစားလိုက်ရင်စားတဲ့လူကအစာကြေပြီးတော့မှသူကဘာဖြစ်လာလဲစိတ်ချမ်းသာမှုရလာ ဒါကြောင့်မိဘနဲ့အမေချက်တဲ့ထင်းမင်းစားလို့ကောင်းတယ်ဆိုတာဘာကြောင့်လဲအမေရဲ့ချက်တဲ့ထင်းမင်းကဘာပါလဲအဲ့ဒီအမေရဲ့မေတ္တာပါနေတာနော်ဆိုတော့တဘာမတရားကြီးကဒါမျိုးသွားနေတာနော်တဘာဘတရားကြီးကနော်ဒါဒီအားလုံးကသိပ္ပံကြီးကြတဲ့ကိစ္စတွေဟုတ်တယ်ဥမာဒီလူတယောက်ကိုဆဲတယ်မလားဆဲတယ်ဆိုတာသူ့ကိုညှိုးသွောင်းအောင်လုပ်လိုက်တာသူ့ကိုနွမ်းသွောင်းအောင်လုပ်လိုက်တာသူ့ကိုဆိတ်တဲ့ကြောင်အောင်လုပ်လိုက်တာနော်တောင်းတောင်းမခံနိုင်ဘူး သူတို့အမေရိကမှာလေ့လာမှုလုပ်တယ်နော်အမေရိကမှာအဲ့မှာဟိုသူတို့အာအမေရိကန်နေတစ်တွေရှိတယ်ပေါ့အမေရိကန်ရဲ့တကယ်ဟိုလူရိုင်းလို့ပြောလို့တော့မရအောင်အမေရိကန်ရဲ့မူလအမေရိကန်မျိုးနွယ်တွေရှိတယ်နော်သူတို့ကတော်ခုတ်တော့မယ်လို့ဆိုရင်တစ်ပင်အကြီးတွေရှိရင် တော်ခုတ်တော့မယ်ဆိုဘာမှလို့အုပ်စုလိုက်သွားပြီးတစ်ပင်တွေကိုဆဲကြတယ်ထိုင်ပြီးတော့နော်တော်လင်းငါရဲ့တော့ဆဲ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 တိပင်းနဲ့အလုံးမလုပ်တော့ဘူးလေ။ဟာတိပင်းနဲ့ညှိုးသွားတယ်။ เนาะสรุปดาเล็ดတွေ့สรุปอกุณะကျွန်တော်ပြောတယ်အစားတော့မှာလဲเนาะဒီเนาะဒီမိဘရဲ့ချက်ထားတဲ့အမေအထူးသဖြင့်အမေချက်ထားတဲ့ဆိုရင်အဲ့ဒီအမေရဲ့ချက်ထားတဲ့ဟင်းကစားလို့ကောင်းတယ်တာသမီးတွေပါသူရဲ့မေတ္တာအဲ့ဒီမှာပါနေလို့ဆိုတော့စားတဲ့လူရဲ့ကြွေးတဲ့ချက်တဲ့လူရဲ့ဒီเนาะဖြူစင်တဲ့အနေထားတခုရှိအောင်ဒါကြောင့်ဘုရားရှင်ရဲ့စွန်းတော်ကိုချက်မဲ့သူဟာကျွန်တော်ပြောလို့သူကပထမဆုံးရေချိုးတယ်เนาะခန္ဓာကိုယ်တိလက်တင်တဲ့ ဘုရားရှင်နာမတော်တင်လဲကိုယ့်ကိုယ်တန်ဆင်အောင်ရင်လုပ်တယ်။နော်ပြီးမှနော်ဘုရားရှင်ကိုအာယုံပြုပြီးတော့မှရှီလာပရုပတ်ကလာပြီးရှစ်ခိုးတယ်။နော်ဘုရားရှင်ကိုအာယုံပြုပြီးမှသူကဘာလုပ်လဲ။ဘုရားရှင်ဆွန်းတော်ကိုသူချက်တာ။နော်အဲ့ဒီချက်တဲ့ကံဘုရားရှင်ကိုဆွန်းတော်ဆက်ကလိုက်တယ်။အဲ့ဒီဆက်ကလာတဲ့ဆွန်းတော်ကြဘောဇင်မြပရရှာသံကိုလူတွေစားသုံးတဲ့အခါမှာချက်တဲ့သူကလည်းစေတနာတန်တန်လေးနဲ့ဘုရားကိုယေရှုပြီးချက်ထားတာ။ယတ်ကရိုစီယတ်သနာစီယတ်ဂျိုဟစီဒဒါစီယတ် ညတပစီစီကွန်တေယတကရုစွာမဒါပနမ်နော်ဘုရားကိုသူကရည်စူးပြီးသူကကောင်းကောင်းလေးချက်ထားတာနော်မြည်တော့မမြည်ဘူးနော်ဘုရားကိုချက်တဲ့သူဟာမြည်လို့မရဘူးသူကနော်ကောင်းလားမကောင်းလားမြည်ခွင့်မရှိဘူးဒါသူ့အာယုံနဲ့သူချက်ရတာစားတယ်လို့ဆိုကွက်တိပဲဆိုတာမျိုးနော်ဒါကြောင့်ဒါပေမဲ့တကယ်စေတနာနဲ့ချက်တဲ့ဘုရားရှင်တာဝကတွေချက်ထားတဲ့ဥစ္စာတော်တော်ကိုစားလို့ကောင်းတယ်သူကနော်အထူးသဖြင့်ဘုရားကိုဆက်ကပ်ပြီးသွားရင်ပေါ့နော်ဒါကြောင့်အလုံး systematic ရှိတယ်ရေချိုးတယ်ဒါကြောင့် ဝိရှ်နမတွေကိုကြည့်လို့ရှိရင်ဝိရှ်နမတွေကနော်ထမင်းမချက်ခင်အိမ်မှာတော့မှတို့တော့ဘာလို့လဲရေချိုးပြီးချက်မချက်တာရှေခေတ်လူကြီးတွေအားလုံးကထမင်းချက်တော့မယ်ဆိုရင်ရေချိုးတန်းစင်မှာတို့ထမင်းကိုတတ်တန်ရှင်းချက်တယ်နော်အခုလုံမဟုတ်တခါတည်းနတ်ချီနဲ့ပါနဲ့နော်တခါတည်းနော်ချက်တဲ့ပစ္စည်းကလည်းတန်ရှင်းရမယ်ချက်တဲ့သူကလည်းတန်ရှင်းရမယ်စင်ကြရမယ်သူ့ရဲ့စိတ်ကလည်းမဖြစ်နေရမယ်စင်ကြနေရမယ် one of the powerful tool to make a devotee ရှိလာပရုပတ်ကနော်အဲ့ဒီပရရှာဒမ်နဲ့ပဲဘက်တံမြောက်များစွာကိုမလုပ်ခဲ့လဲဆွဲဆောင်နိုင်ခဲ့တယ် simply နော်ရှိလာပရုပတ်စပြီးသာသနာပြုတဲ့အချိန်အမေရိကမှာဟုတ်လားအဲ့မှာပရုပတ်စီလာတဲ့လူတွေအကုန်လုံးဆေးမှုနေတာနော်ဆေးကြောင်ပြီးရောက်လာတဲ့လူတွေနော် LSD တို့ Marijuana တို့ဆေးကြောက်တွေနဲ့ LSD နဲ့တောက်ပြီးတော့မှနော်ယူကြောင်မူကြောင်နဲ့နော်အာဆွာမီကြီးမှာတော့ เนาะ free ทมิ้นยามเลยเนาะตั้วซ้ามเลยสุบิรซ้าบ่ลาล่ะဒါပေမဲ့ဘာပြောင်းလဲသွားလဲအဲ့ဒီဖြူစင်တဲ့ဘုရားရှင်ရဲ့ဖြူစင်တဲ့တာဝကတယောက်ကအဲ့လိုပရုပတ်ကိုတိုင်ချက်တာလေနော်အခုခေတ်ဘုရားကျောင်းလေးမှာလိုမျိုးနော်ဒီနော်ဒီဘန္ဒာရာဖြစ်တယ်လို့ဘာလို့ဆိုရင်နော်တွေးတဲ့လူအကုန်လုံးခေါ်ပြီးချက်လိုက်တာမျိုးရှိတတ်တယ်အခုတော့ရှိကြတယ်အဲ့ဒါမျိုးမလုပ်ရဘူးပရုပတ်တကတာကိုလက်မခံဘူးနော်ချက်တဲ့သူကတန်ရှင်းရမယ်နော်ချက်တဲ့သူကကြင်ကြံအားထုတ်တဲ့သူဖြစ်ရမယ် ဆိုတော့ပရောဟိတ်ပါတ်ကအဲ့လိုမျိုးဖြူစင်တဲ့ဘုရားရှင်ဖြူစင်တဲ့တာဝကတယောက်ချက်ထားတဲ့အစားအစာကိုစားလိုက်တဲ့သူတယောက်ဘာဖြစ်သွားလဲချက်ချင်းသူ့မှာအထဲတဲကနေနော်ဒီပြောင်းလဲမှုတစ်ခုဖြစ်လာတယ်ပရှာသမကိုစားလိုက်လို့တယောက်အထဲတဲကနေပြောင်းလဲမှုတစ်ခုဖြစ်လာတယ်ရှီလာပရောဟိတ်ပါတ်ဒီနော်ဒီအမေရိကန် sorry ရုရှားကိုရောက်တဲ့အခါမှာနော်ရုရှန်တယောက်ကနော်တော်တော်ကိုစိတ်ဝင်စားတယ်နော်နောက်ပိုင်းရုရှားတစ်ခုလုံးကိုပြောင်းလဲမယ်အဆသူဖြစ်လာတယ်